ကျက်ကင်မို့ဖနက်ပြင်ခဲ့ကြပေမဲ့ကျက်ပြန်စိတ်လို့အရက်ပြန်သိမ့်ရမလို့ဖြစ်သွားတဲ့ဂိမ်းမှုများပရိသတ်များအားလုံးမေမေလာများရွှေရောအိုင်ဘတ်ခွန်ရှေကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင် ကေမူရောကတော့ကြားသာမိုးချိုးငါးပွဲဆက်တွေပါပြီးမရှုံးလို့လောင်ပေါင်းနေတဲ့အတန်ကြောင်တင်မကြရတော့ဘူးဖြစ်ပါရင်လန်ဒန်ချမနယ်ပွဲမှာကေမူရောနိုင်မလို့လို့ရှုံးမလို့လို့ဖြစ်ပြီးတေးချားခဲ့တာကကံကောင်းတယ်လို့ဆိုရပါမှာကစားပုံအပြင်တော့ကေမူရောဟာပရိုင်မှာဆိုရင်ရှယ်ကောင်းတက်ပြီးတိုးတက်မှုတွေလည်းပြသလာနိုင်ခဲ့ပါရင်ဒါပေမဲ့ကစားအားကိုတဝဲလုံးထိမထားနိုင်တာကတော့ဆိုးရွားတဲ့အချက်ပဲလို့ပြောရမှာဖြစ်ပါရင်အမူမူကတော့ကေမူရောအတွက်ရှိပါပဲဒီအချိန်မှာသူကကြီးအေးပါတဲ့သွင်းကိုတွေကိုတိုင်ကန်ရှာဖွေပေးနေတာပါအရက်ပူပေမဲ့ခေါင်းမောကောင်းပြီးတိုးအားရောင်းရတဲ့ရှိပါရင်ပရိုင်မှာအမူမူပင်အာမက်တိုဂူတို့ကလည်းခေါင်းမောတဲ့ခြေစွမ်းတွေကိုပြသသွားခဲ့တာဖြစ်ပါရင်လန်ဒန်ချမကြီးတို့ကကေမူရောကိုအင်ကွေးလဲ မနိုင်ဝေးခွင်းလည်းမနိုင်ဗမာတွေ့တွေ့မနိုင်ဖြစ်နေတာနှစ်နဲ့အခြေနေပါပြီဒီနေ့တော့အနိုင်ရဖို့အတွက်နေဆက်ခဲ့ပေမဲ့ပွဲပြီးကန်ဒီမှာချေပါကိုရီဥဆောင်ကိုပြေးလိုက်ရပြီးရှုံးမလို့တော့ဖြစ်သွားခဲ့သေးတာပါချေပါကိုပြန်လိုက်သွင်းနိုင်လို့သာတော်သေးတယ်လို့ဆိုရမှာဖြစ်ပါရင်ကေဘိုလိုအနေနဲ့လက်ထဲရောက်နေတဲ့သုံးဘက်ကိုလွှတ်ပြေးလိုက်တဲ့သဘောတောင်ဖြစ်နေတာဖြစ်ပါရင်ရှက်ကူကတော့ခုနိမစုံသေးပါဘူးဖက်ချက်တွေမကောင်းသလိုအပိုင်ကန်ခွင့်ရတဲ့အလုံးတွေဖြုံးခဲ့တာလည်းမနေပါဘူးလူစားကလည်းလဲတာပြေးသွားခြင်းရှက်ကူတရားရရှိသွားခဲ့လို့ယူနိုက်တက်တို့ဆယ်ဦးထဲနဲ့လည်းကန်လိုက်ရပါသေးတယ်တရားရသွားတဲ့ဆက်ကူအတွက်စိတ်ပူစရာဖြစ်ပြီး ပြင်းထန်မှုမျှော်လင့်ရမှာဖြစ်ပါတယ်။ဇာကွန်အနေနဲ့ဂိုးရည်တင်နိုင်မှုခြေစွမ်းပြဖို့လိုအနေသေးပြီးလက်ရှိနေထားရတော့အတော်လေးလေးလံနေတုန်းဖြစ်ပါတယ်။ပွဲတိုင်းနည်းနည်းခွေးနေဖြုံးလာနေတာပါပဲ။ဒီဘက်ကသုံးပတ်အပြည့်ရရမဲ့ပွဲဖြစ်ကနေတေးတမှတ်ရတာကိုကံကောင်းလို့ဆိုပြီးတွေးလိုက်ရတဲ့သဘောတော့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ပွဲနဲ့လို့ဆင်းမှာဂိမ်းမှုတို့ဟာကွန်ညာကိုအထောင်အတင်ကစားလာခဲ့ပြီးအမ်မူမွန်အာမက်တို့တောင်းပန်နဲ့ဝင်ရခဲ့တာဖြစ်ပါတယ်။ခွေးလည်းမှာဒိုဂူဘရူနိုကက်စမဲရိုနဲ့မာဆာရီတို့ရှိနေခဲ့ပြီးခံစစ်မှာတော့ရှော့မက်ဂွိုင်ယာဒီလင်းနဲ့ဂိုးသမားလက်စမန်တို့ကိုသုံးဆွဲခဲ့တာဖြစ်ပါတယ်။ ပွဲစား32မိနစ်မှာရင်ဂေမိုးတို့ဥဆောင်ကိုရခဲ့ပြီးအမေရဲ့မားတင်ပေးမှုကို MMO ကခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ဒါက MMO ရဲ့ DRD United အတွက်6ခုမြောက်သွင်းကိုလည်းဖြစ်ပါရင် ပိုင်းမှာတော့ဂိမ်းမှုတို့ကစားပုံပိုကောင်းခဲ့ပြီးဂိုးတွေထမ်းမြခဲ့တာကလည်းမျောဆရာပါဒါပေမဲ့ဒုတိယပိုင်းမှာဂိမ်းမှုတို့ကစားပုံကအားရဆရာမကောင်းခဲ့ပါဘူးပွဲချင်း84မိနစ်မှာလန်ဒန်ချက်ဖတ်အကြီးဘက်ကခြေပါကိုပြန်ရသွားခဲ့ပြီးဥရိုကီရဲ့ဖန်နီပင်မှုကလည်းတဲကလှလှပပကန်သွင်းယူခဲ့တာဖြစ်ပါရင်အချိန်ပေါ်မှာဂိမ်းမှုတို့ချက်ဖတ်အကြီးကိုဥဆောင်ကိုပြန်ပေးလိုက်ရပြီးအားနိုင်ကဂိုးတွေရဲ့အထက်ကလည်းကန်သွင်းတဲ့ဘောလုံးကိုဥကောင်းနဲ့တိုက်ခဲ့တာပါရီချာလီဆန်လေးနဲ့နိုင်မီအထင်မီအန်ဂျီတွေပါလေချုပ်အောင်ပွဲခံခဲ့ပေမဲ့အဝါကဲထိတာပဲဖက်တင်ခဲ့ပါရင်ပွဲမိကန်ဒီမှာ United ကခြေပါကိုပြင်ရခဲ့ပြီးဘလူးနယ်မှာတင်ပေးမှုကနေဒီနေ့ကကောင်းတိုက်သွင်းသွားခဲ့တာဖြစ်ပါရင်ဒီပွဲကြောင့် United အမပေးစားအဆင့်ရ ၈နေရာမှာဆက်ရှိနေတယ်ဆိုပေမဲ့အဆင်းနည်းနေရာကချဲစီနဲ့နှမတ်အကွာအနေထားမှာဆက်လက်ရပ်တည်နေနိုင်ဆဲဖြစ်ပါရင် AMOLI လက်ထက်မှာ United တို့ထူးထူးခြားခြား၅ဘွဲ့ဆက်ရှုံးဝဲမရှိမှတ်တမ်းကောင်းကိုလည်းဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါရင်ဒါပြင်နိုင်ငံကရန်သက်ဘက်ရောက်ပြီးမို့ United တို့ပိုကောင်းလာတာကိုမြင်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါမယ်နောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ